မင်္ဂလာပါခုနှစ်ရသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆ iam မကတော့ဆောလာနွေနေဖြစ်ပါတယ်ဆ iam နေနဲ့ကတော့2025ခုနှစ်အောက်တိုဘာလအတွက်ဂျာတာပိသားသမီးတွေရဲ့ထိကန်စာတာနဲ့လက်ကြီးအဆောင်ရတရားလေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒီလအတွင်းမှာဂျာတာပိသားသမီးရဲ့ပေါ့နော် ဒါထိကန်သရာကောင်းမကောင်းထီထိုးရမယ်နေ့အချိုးပေးကနဲ့အချိုးပေးအခရာထီထိုးရမယ်ချိန်တိုင်းရက်ဒေတာနဲ့ပြုလုပ်ရမယ်ရေဒရာလေးတွေရဲ့ဒီတလာလုံးမှာဇာတာပရိသတ်သမီးရဲ့အလုပ်ကံကိစ္စတွေစီးပွားရေးငွေရေးကြေးအကျမ်းမာရေးအခြေပညာရက်စား အဆအဆအရာအဆင်ပြေစေဖို့ထူးကံကောင်းစေမယ့် lucky အဆောင်ပြုလုပ်ရမယ့် share ရ lucky color လေးတွေကိုတစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ထီကံလေးကိုတော့အရင်ဆုံးပြပြပေးသွားမှာပါအဲ့တော့ဒီလအတွင်းမှာကြာသာပေးသားသမီးရဲ့ထီကံကိုကြည့်လိုက်တဲ့အခါမှာထီကံအလွန်ကောင်းတဲ့လားလေးတလားဖြစ်ပါတယ်ဒီလအတွင်းမှာကြာသာပေးသားသမီးတိုင်းကမဖြစ်မနေထီတိုးတင်းတဲ့လားလေးတလားပဲဖြစ်ပါတယ်ထီထိုးဖို့အတွက်အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာလည်းကြာသာပရိနေပါပဲမိမိတို့ရဲ့မွေးနေလေးမှာပဲထီထိုးပေးပါနော်အဲ့တော့ထီထိုးဖို့အတွက်အကောင်းဆုံးလက်ကိကနန်းလေးတွေကြီးလိုက်တဲ့အခါမှာနှစ်ကနန်း တစ်ကနန်းလေးကနန်းကိုကနန်းနှစ်တစ်လေးကိုအချိုးပေးလက်ကီးကနန်းလေးတွေဖြစ်ပါတယ်အချိုးပေးအခရာလေးရတော့ဆဆဆဆညာအခရာလေးရတော့အချိုးပေးအခရာလေးတွေပါเนาะအဲ့တော့မိမိတို့အနေနဲ့ဒါအချိုးပေးနဲ့အချိုးပေးအခရာလေးတွေနဲ့ဒါဂျာတာပရင်းနဲ့တနေ့တာအတွင်းမှာထိထိုးတော့မယ်ဆိုထိုးနေ့အတွက်အကောင်းဆုံးချိန်လေးဆိုတာရှိတယ် ထိုးနေမှာဆိုအကောင်းဆုံးကအချိန်ရနှစ်ချိန်ရှိတယ်။နော်နံပါတ်1ကမုတ်ဆိုးရှိုးရခင်အချိန်နံပါတ်2ကပုံနှားနဲ့တမီရခင်အချိန်အဲ့ဒီနှစ်ချိန်ရှိတယ်။အဲ့ဒီချိန်ဒီမှာ UV ထိထိုးဒီချိန်ဒီမှာဒီနေ့ဒီမှာပေါ့နော်ဒီကြာတာပရင်းဒီမှာထိထိုးတာပဲဖြစ်ဖြစ်အရေးကြီးတော့လုပ်ငန်းတွေစတင်ပြီးတော့လုပ်ဆောင်တော့မယ်။အရေးကြီးတော့စကားတွေပြောဆိုမယ်။အရေးကြီးတော့ခီးစဉ်တွေစထွက်မယ်။အရေးကြီးတော့အကြောင်းကဘာမဆိုဒီချိန်မှာ UV ပြုတ်လောက်ပါအောင်မြင်မှုရရှိမယ်အချိန်လေးပါနော်။အဲ့တော့နံပါတ်1အချိန်ဖြစ်တဲ့မုတ်ဆိုးရှိုးရခင်အချိန်လေးကတော့ မနက်၈နာရီ25ကနေ10နာရီ48မှာတစ်ချိန်ပုံနှောင်းနဲ့သမီးရာခိုင်အချိန်လေးကတော့ညနေ3နာရီ38ခွန်နဲ့6နာရီအတွင်းမှာပါအဲ့ဒီအချိန်လေးတွေမှာရွေးပြီးတော့ထီထုတ်ပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အရက်ဒေတာကတော့အနောက်ရက်ပါတခြားတိုင်းမြင့်နေမှာနေတဲ့သူတွေနိုင်ငံခြားမှာနေတဲ့သူတွေအတွက်เนาะဒါထီထုတ်ဖို့အတွက်အကျိုးပေးเนาะဒါနေ့ရဲ့ထီထုတ်မယ်ဆိုအကျိုးပေးနေ့ရဲ့ခန်းတဲ့အချိန်ရဲ့ဒီ3မျိုးပဲရွေးချယ်ပြီးထီထုတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဂျာတာပရိသတ်သမီးလေးတွေကထီထုတ်ပြီးပြီဆိုရင်ပေါ့เนาะဒါတိတိကျကျအချိန်နိုင်လေးတွေနဲ့เนาะဒါတိတိကျကျထီထုတ်ပြီးသွားပြီဆိုရင်ထီထုတ် ပိတူတိုင်းတော့မဖြစ်မနေပြုလုပ်သင့်တဲ့ရေတရားလေးရှိပါတယ်ဒီရေတရားလေးကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့မိမိအိမ်ဖျားမှာအမြဲတမ်းပဲပေါ့เนาะမိမိတို့အနေနဲ့ ချဲပန်းလေးတွေကတ်လူပေးလို့ရပါတယ်เนาะချဲပန်းမရှိရဲ့လူတွေကတော့မိမိတို့နဲ့ငွေပန်းလေးတွေကတ်လူပေးလို့ရပါတယ်နောက်ပြီးတော့အာလူဟင်းနဲ့ဆွန်းကတ်ဆွန်းလောင်းပေးပါမိမိအိမ်ဖေကမှာအာလူဟင်းလေးချက်ပြီးတော့ဆွန်းလောင်းကတ်တာလေးလုပ်မယ်ဆွန်းလောင်းနာလေးတွေလုပ်ပေးမယ်เนาะနောက်ပြီးတော့မိမိတို့အနေနဲ့အုံယိုလေးတစ်ပွဲပါကတ်လူပေးပါရင်းနှွေးချမ်းလေးတစ်ခွက်အုံယိုလေးတစ်ပွဲပါကတ်လူပေးပြီးတော့လူရဆူတောင်းချင်းပြင်းနဲ့ကန်ကောင်းချင်းတွေရရှိလာမှာဖြစ်ပါတယ်เนาะဒါတော့ထီထိုးပြီးသူတိုင်းတပတ်ကိုတစ်ချိန်နှစ်ချိန်ကိုစေတနာရှိသူတို့ကတ်လူပြီးတော့ထီဆူကြီးပေါ့ဖို့ဆူတောင်းပေးပါเนาะဒါတော့ထီကန်လေးပေါ့နောက်ထပ် ဒီစာသားပရိသတ်သမီးရဲ့အလောက်ကိုင်းလေးစာတွေစီးပွားရေးငွေရေးကြေးပေါ့နော်ကျမ်းမာရေးအခြေပညာရဆအဆအဆရအဆင်ပြေဆိုးပေါ့ထူးကန်ကောင်းစေမဲ့ lucky အဆောင်လေးပြပေးမယ်နော်အဲ့တော့ lucky အဆောင်လေးကတော့ဒီလအတွက်နော်မမီတို့အနေနဲ့ဆောင်ရမယ့်ဟာတွေကစက်ကြလေးဆောင်ထားအဖြူရောင်စက်ကြလေးဆောင်ထားပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဖြူရောင်စက်ကြတွေစက်ကြလေးတွေပေါ့နော်တချို့ဒီ ရက်ကွက်ထဲမှာလိုက်ရောက်နေဥလေးတွေလိုက်ရောက်နေရောင်စုံစက်ကြာလေးတွေရှိရဲကာလာစုံတဲ့အဖြူအပြာအဝါအနီတို့အဖြူလေးဆောင်ထားမှာစက်ကြာလေးမှာဒီလေးတိုက်တိုင်းလဲနေတဲ့စက်ကြာလေးတွေရှိရဲဒီအဲ့စက်ကြာလေးတွေကကိုက အဖြူလေးကိုဆောင်းထားပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ရေဒီယာပေါ့ဒါဒီတလာလုံးနဲ့ရေဒီယာကထိကန်ကောင်းဖို့အဆက်ဆက်ရအဆင်ပြေစေဖို့နော်ရေဒီယာကကျေပန်လေးတွေကတ်လူပေးပါအာလူခင်းနဲ့အဲဆွန်လောင်းဆွန်ကက်ပါအုံးယိုလေးတစ်ပွဲနဲ့ရေနွေးချဲလေးတစ်ခွက်ကတ်လူပြီးတော့တို့ရဆူတောင်းခြင်းမြင်ကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့ဂျာတာပလေးသားသမီးတွေမိမိတို့အိမ်တွင်းရေးအေးချမ်းဖို့စီးပွားတက်ဖို့လက်လာပါတွေဝင်ခြင်းနဲ့အိမ်မှာအဆက်ဆက်ရအဆင်ပြေခြင်းနဲ့ဆိုမိမိတို့ရဲ့ခြံဝအိမ်ဘဝမှာ စက်ကြလေးတွေထားထားပေးနော်စက်ကြလေးတွေအဖြူကစက်ကြလေးတွေစိုက်စက်ကြလေးတွေလည်နေသေးလေးတိုက်တိုက်လည်နေသေးကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်အိမ်အဝင်ဝခြံဝင်ဝမှာသူ့မကိုရဲ့အဲခန်းနေရန်ထဲမှာထထပေးပေါ့နော်သူကလေလေးတွေတိုးနေအခိုင်မှာစက်ကြလေးတွေလည်နေလိမ့်မယ်ဒီလိုမျိုးလေးတွေကကိုယ့်အတွက်လက်လာပါတွေဝင်မယ်လက်ကီးကောင်းမယ်ပေါ့နော်အရရအဆင်ပြေမယ်အေးချမ်းပါလိမ့်မယ်အိမ်မှာစီးပွားလက်လာပါတွေတိုးတက်တာမျိုးတွေရှိမယ်ပေါ့နော်နောက်ထပ်ခီးတော်လာနေတဲ့သူတွေပေါ့နော်ပွဲယုံပွဲစားလုပ်နေတဲ့သူတွေ နော်နောက်ပြီးတော့ဒီအရှောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကားဆွဲနေတဲ့သူတွေကားလုပ်ငန်းလုပ်နေတဲ့သူတွေအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်စက်ကြလေးဆောင်ပြီးတော့ခရီးထွက်စက်ကြလေးကိုယ့်ရဲ့စပွဲလုပ်ငန်းဆောင်မှာစက်ကြလေးဆောင်ထားပြီးတော့နော်ဒီစကားလောက်ကိန်းကိစ္စတွေပြောပြီးစက်ကြလေးဆောင်ပြီးတော့အရောင်းဝယ်စကားတွေပြောပြီးကားရဲ့ခေါင်းမိုးတုံးမိုးကားရဲ့ခေါင်းငန်းထဲမှာစက်ကြလေးနော်ထားထားပေးလိုက်ကိုယ့်ရဲ့ကားရဲ့ဘယ်လိုခေါ်မလဲအာခေါင်းမှာကားခေါင်းမှာပေါ့နော်အဲအဲ့လိုမျိုးအရှိမလေးစက်ကြလေးစိုက်ထားပေးလိုက်ပေါ့နော်အဲအဲ့လိုမျိုး ။ तू อ่ะလေတိုက်တိုင်းလဲနေတာပေါ့နော်အဲ့လိုမျိုးတစ်ချက်လေးတွေလဲနေအဲ့လိုမျိုးတွေကကိုယ့်အတွက်လက်လာပါဒီလအတွက် lucky လေးတွေကောင်းပါပေါ့နော်ကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ထို့ကြောင့်ခတိုင်းနဲ့ပို့ပြီးကားဆွဲအားကောင်းမယ်ကားလုံးငယ်အဆင်ပြေမယ်ဝင်ငွေတွေတို့လာလိမ့်မယ်နောက်ထပ်ဆိုင်ကန်းစေကံစတိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံကြောက်ကုံစိန်ဘာဆိုင်မဲရောင်ရောင်ကိုယ်ဆိုင်မှာဈေးရောင်ကောင်းဖို့လူဝင်ထွက်တွေများခြင်းနဲ့ရောင်းဝတ်တက်ခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်မမမီးရဲ့ဆိုင်အဝင်ဝတ်မှာစက်ကြလေးတွေ ထပ်ထားပေးလိုက်နော်ဆက်ကြာတစ်ခုတည်းထားလို့ရရအများကြီးထားလို့ရတယ်ကိုတက်နိုင်သေးပေါ့နော်ထပ်ထားပေးကိုရဲ့ကောင်နာပေါ်မှာဆက်ကြာလေးတွေထပ်ထားပေးရောင်းချင်တဲ့ပစ္စည်းတွေကြားထဲမှာဆက်ကြာလေးတွေစိုက်ထားပေးလိုက်ရောင်းဝယ်တွေတက်မဲ့အဆင်ပြေမဲ့ရောင်းအောင်ကောင်းမဲ့ခိုင်းတဲ့ဝင်ငွေတွေတိုးလိုက်မယ်နော်နောက်ပြီးတော့မိမိတို့အနေနဲ့ဒါငွေကြေးကန်ကောင်းခြင်းနဲ့ငွေမြေးခြင်းနဲ့လက်ရှင်ခြင်းနဲ့ငွေကြေးကန်ကောင်းခြင်းနဲ့ဆက်ကြာလေးအဖြူအောင်ဆက်ကြာလေးနဲ့မိုးလင်းနာနဲ့ပတ်ဆိုင်လေးပုတ်ပေးလိုက်လက်နိုးကာရာလေးတွေလက်ပွင့်ကာရာလေးရွတ်ပေးလိုက်ငွေကြေးကန်ကောင်းလိုက်မယ်နော်နောက်ထပ်ကျမ်းမာရင်ညနေရဲ့သူတွေစိတ်တို့စိတ်တော်လုံးနေတဲ့သူတွေစိတ်ကန်ပြနေတဲ့သူတွေကြီးကြီးမားမားယောဂါဆိုအညံ့နေမကြရအောင်မမီးရဲ့ခေါင်းကြီးမှာဆက်ကြာလေးထပ်ထားပေးလိုက် ်မိမိရဲ့အခန်းဘဝမှာစကြလေးတွေစိုက်ထားပေး။နော်ရဲတရားအနေနဲ့ကတော့နော်မိမိတို့ကကျေပန်းလေးတွေဖះမှာကက်ပါအာလူဟင်းနဲ့ဆွန်းကက်ပါဆွန်းလောင်းမှာနောက်ပြီးတော့ရင်းနှွေးချမ်းအုံးယိုလေးတပွဲဖះမှာကက်လို့ပြီးတော့လိုရာဆူတောင်းမှာជីជីမမယောဂါဆိုအညံ့နေမကြောက်ရောက်နိုင်ပါဘူးเนาะအခုညီတော်တောင်းနေတယ်ဆိုစက်ကြလေးဆောင်းပြီးတော့အခုညီတော်တောင်းလိုက်အဆင်ပြေလိမ့်မယ်เนาะနောက်ထပ်မိမိတို့အနေနဲ့ပေါ့เนาะ ဒီအိမ်တွင်းရေးပိုင်းတွေအိမ်တော်ရေးပိုင်းတွေမှာအစီအမံပြေတာတွေပြေကျင်တယ်အေးချမ်းကျင်တယ်ပေါ့နော်အေးချမ်းချမ်းရှိကျင်တယ်ဆိုရင်ပေါ့နော်မိမိတို့ရဲ့ဒီအခန်းဝတ်မှာဆက်ကြလေးစိုက်ထားပေးမိမိတို့ရဲ့အိမ်ကန်အမြင့်အိမ်ခန်းအမြင့်တနေရာပေါ်မှာဆက်ကြလေးထိုးထားပေးလိုက်နော်နောက်ပြီးတော့ဒီမိမိတို့ရဲ့ဒီအတိုက်ခံတွေများနေတယ်ဆိုရင်လင်းမြန်းနောက်ကဓာတ်ပုံပေါ်မှာဆက်ကြလေးတင်ထားပေးလိုက် အဲ့ဒါဆိုကြည်ကြည်မာမာပြဿနာမတက်ဘူးဆောင်းပြီးတော့စကားပြောရင်လည်းကိုပြောတဲ့စကားအောင်မြင်နိုင်မယ်နောက်ထပ်နော်ချစ်သူဆောင်တွဲတွေနေနဲ့အခြေအဆင်ပြေဖို့အခြေအကံကောင်းခြင်းနဲ့ဆက်မွင့်ခြင်းနဲ့ဆက်တပြက်နေတိုင်းပြန်ရခြင်းနဲ့အေးချမ်းခြင်းနဲ့ဆိုရင်အခြေအကံကမှုအတွက်ပေါ့နော်စက်ကြလေးပေါ့နော်ဆောင်းပြီးတော့ကိုပြောချင်တဲ့ဇာတ်ကားတွေပြောပေးလို့ရပါတယ်နော်အဲ့တော့ဒီအစမပြဖြစ်နေတဲ့သူတွေကလည်းချစ်သူနူးရဲ့ဓာတ်ပုံပေါ်မှာစက်ကြလေးတွေတင်ထားပေးအဆင်ပြေလိမ့်မယ်အေးချမ်းလိမ့်မယ်ပေါ့နော်အေးချမ်းချမ်းဖြစ်လာလိမ့်မယ်နောက်ပြီးတော့မိမိတို့နေနဲ့လုံးအင်တာဗျူးကိစ္စတွေ ်ဆမိုးဝဲကိစ္စတွေရှိတယ်ဆိုရင်လည်းပဲစက်ကြလေးဆောင်ပြီးအင်တာဗျူးဖြေစက်ကြအသေးလေးတွေဆောင်သွားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆောင်ပြီးတော့အင်တာဗျူးဖြေနော်ဆမိုးဝဲဖြေပါအောင်မြင်မှုတွေရရှိလာမှာဖြစ်ပါတယ်ဒီတလာလုံးတွေ lucky အဆောင်လေးပါ lucky ရဲ့တရားလေးကတော့ထီထိုးဖို့အတွက်ရောကန်ကောင်းဖို့အတွက်ရောပေါ့နော်ကျဲပန်းလေးတွေကတ်လူပါအလူဟင်းနဲ့ဆွန်းကက်ဆွန်းလောင်းမှာနောက်ပြီးတော့ဒီရင်ွေးချောင်းအုံယိုလေးတစ်ပွဲဖျားမှာကတ်လူပြီးလိုရာဆူတောင်းခြင်းဖြင့်ကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်နိုင်မယ်နော်ဒါတော့ဒီ lucky ရဲ့တရားလေးနဲ့အဆောင်လေးပေါ့နော်ကာလာလေးတွေပြောပြမယ်ဒီတလာလုံးတွေ lucky ကာလာလေးကတော့အဝါပွင့်အဝါရ ောင်းအပြာပွင့်အပြာရောင်းအဖြူပွင့်အဖြူရောင်းလေးရတာအကျိုးပေးလက်ကိကာလာလေးဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောဇာတ်တွေအကြောင်းအရာတွေမှာဝစ်စင်သုံးပြုခြင်းဖြင့်ကံဆာတာပွင့်လန်းစေပါလိမ့်မယ်နော်ဒါကတော့ဂျာတာပလေးသားသမီးတွေထိကန်တဲ့လက်ကိအဆောင်ရရားလေးကိုပြပြပေးသွားတာပါဒီအဆောင်လေးတွေဒီရရားလေးတွေပြုလုပ်ပေးပြီးကံကောင်းမှုတွေရယူပေးပါယနေ့မှစဂျာတာပလေးသားသမီးတိုင်းအဆဆရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါစေသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်ဒီဘေးတွေကင်းဝေးပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆံမကနေဆုတောင်းမြတ်တာပို့သလိုက်ပါ 我的心。嗯